ငွေ9000ဆုချပြီးတင်းတင်းဆီဆီအပြောခံရပေမဲ့အကောင်းဆုံးတုတ်ပြန်ခဲ့တဲ့ဖြူဖြူထွင်းအလုံးမဲမင်္ဂလာပါဗမစ်နောင်းကနေကြွဆိုလိုက်ပါတယ် ဖြစ်ဖြစ်ထွင်းအားစတင်နေမဲ့ကြီးတဲ့အချိန်ကနေစတင်ကောင်းသူ့ကိုဝေဖန်မှုတွေများစွာကြုံရဖြစ်မဲ့လဲပြုံပြုံလေးပဲဆက်ဆံခဲ့တဲ့သူပေါင်းဂျွန်းထိုးပြပြီးနမဲကြီးလာတာကြောင့်ဂျွန်းထိုးမယ်လို့ပြောရင်လဲစိတ်မဆုပ်ခဲ့တဲ့လုံးတောဆယ်လီလို့ပြောတာကိုလည်းစိတ်မကွက်ခဲ့ပါဘူးလူအများနဲ့ဆက်ဆံရတဲ့အလို့ဖြစ်တာကြောင့်ဖြစ်ဖြစ်ထွေးကတချို့ပြိသက်တည်းရဲ့ရိုင်းရိုင်းပြပြဆက်ဆံတာကိုလည်းကြုံတွေ့ရပါတယ်ပွဲတစ်ခုမှာတော့ဖြစ်ဖြစ်ထွေးကစုငွေ9000ပဲရပြီမဲ့လဲပြိသက်တယောက်ကအမိန့်ပေးတယ်လို့လေသာမမနဲ့ပြောတာကိုခံလိုက်ရသေးတာပေါ့ဖြစ်ဖြစ်ထွေးကိုဆင်ရောက်ကပြိသက်တယောက်က9000စုချ ပြီးတော့တတော်ကိုတူတူတွဲရိုက်သွားခဲ့ပါတယ်။စုချရဲ9000ကိုချက်ချင်းမပေးသေးပဲဖြည်းဖြည်းထွေးကိုစင်ပေါ်ကနေပြုံးပြခိုင်းသေးတာပါ။ဖြည်းဖြည်းထွေးကစင်ပေါ်မှာထိုင်ချလိုက်ပြီးကျန်တဲ့လောင်းအထိပြုံးပြတဲ့အပြင်သူစုချရဲငွေကိုလည်းရေရိုတေးသေးပဲယူခဲ့တာပါ။စုငွေပေးတဲ့သူကအထင်သေးတဲ့ပုံစံနဲ့ဆက်ဆံပေးမဲ့လေဖြည်းဖြည်းထွေးကကိုကိုကိုနှိမ်ချလိုက်ပါတယ်။ ဆူချပီရဲ့နောက်မှာလည်းအိမ်ကအမေကိုတတိရရတယ်လို့ပြောလိုက်အောင်ဆိုပြီးစကားနဲ့အနံ့ယူသွားခဲ့တာပေါ့ဆူချတဲ့သူရဲ့အပြုတ်မှုကတော့တင်းတင်းစီစီနဲ့အမေပေးတယ်လို့ဖြစ်နေပေမဲ့လည်းဖြည်းဖြည်းထွေးကမျက်နှာတစ်ချက်မပြတ်သွားခဲ့ပဲလိုက်ရောပေးခဲ့တာပေါ့မိန်းကလေးတယောက်ကိုဒီလိုဆက်ဆန်တာကတော့မရင်သေးတဲ့အပြုတ်မှုဖြစ်နေခဲ့ပြီးအဲ့ဒါကိုလည်းဖြည်းဖြည်းထွေးကသတိထားမိပါတယ်သူဆက်ဆန်တဲ့အတိုင်းပြန်လဲဆက်ဆန်လိုက်ရင်တော့ဖြည်းဖြည်းထွေးကိုပို့ပြီးပြောစရာဖြစ်သွားနိုင်တဲ့အတွက်စန့်ကျင်ဘက်ဖြစ်အောင်တုတ်ပြန်လိုက်တာပေါ့ ငါးထောင်ပိုးပြည့်အောင်ပြုံးပေးဆိုတဲ့အတိုင်းလိုက်ရောပြီးပြုံးပေးခဲ့တဲ့ဘင်းစိတ်တော်တဲ့အမှုရာကိုလည်းမပြသခဲ့ပါဘူး။ငွေငါးထောင်စုချပြီးဟိုလိုလောက်ပါဒီလိုလောက်ပါလို့ပြောရင်သူကတော့တုံယုံလူကစိတ်ရှင်နိုင်မှာမဟုတ်ပြင်မဲ့လေ။ဖြည်းဖြည်းထွေးကတော့ဆက်ရှိရှိထားပြီးတော့ဆက်ဆံပေးခဲ့တာပါ။ ဒါကြောင့်ဖြည်းဖြည်းထွေးကိုဘရိတ်တေကချစ်ခင်ပြီးအခုချိန်ထိတက်တန်းရင်ဆယ်လီဖြစ်ရည်တည်နိုင်တာဖြစ်ပါတယ်။စုချတဲ့သူကလည်းဖြည်းဖြည်းထွေးကိုချစ်ခင်လို့စားနောက်တာဖြစ်ပြီးအဲ့ဒါကိုလည်းနားလည်ပေးနိုင်ခဲ့တာပေါ့။ဖြည်းဖြည်းထွေးကလူအများနဲ့ဆက်ဆံတဲ့အချိန်မှာခံစားချက်ကိုထိန်းသိမ်းနိုင်သူဖြစ်တဲ့အပြင်ဘရိတ်တေနဲ့လည်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပါတယ်။သူ့ကိုစုချတဲ့အသေးနံတွေကိုလည်းတမိုးထားပြီးတော့လက်ခံလေးရှိသလုံးနဲရဲများလေးဆိုပြီးတော့လည်းသဘောထားလေးမရှိပါဘူး။အဲ့ဒါကြောင့်ဖြည်းဖြည်းထွေးကိုပွဲရှင်တွေကအနုပညာကြီးဘလောက်များများအကုန်ကြောက်ခံပြီးတော့ကန့်လန့်ကြတာဖြစ်ပါတယ်။ ပွဲရှင်တွေစိတ်တိုင်းကြအောင်ဖြစ်ဖြစ်ထွေးကဖြောပြေးပေးနိုင်ရုံသာမက ပရိသတ်တွေအပေါ်မှာလည်းဆက်ဆိုင်ကောင်းမွန်တာကသူ့ရဲ့အသားကြဲတစ်ခုဖြစ်သွားပါတယ်။နမဲချင်းအနှုပညာရှင်တွေတောင်ပရိသတ်တွေထဲကနေတင်စီးတဲ့အမှုရာတွေအပြုတ်မှုတွေရှိလာခဲ့ရင်ငကားမသိအောင်အမောက်ထောင်ပြတက်ပေမဲ့လည်းဖြည်းဖြည်းထွေးကတော့ဘသူကမစိုးပြုံးပြုံးလေးပဲဆက်ဆံတက်တာပေါ့။ဖြစ်ဖြစ်ထွေးကပရိသတ်တွေကိုမကြခဏအလိုလိုက်တာကြောင့်တခါတော့ကအရှက်ခွဲခဲ့ရပြီးပါပြီ။ဆင်အောင်ကပရိသတ်တွေကဂျွန်းထိုးပြပါဆိုပြီးတော့ပြောတော့ကဂျွန်းထိုးပြလိုက်ပြီးဝေဖန်မှုတွေတတိကြီးရလိုက်တာပေါ့။အခုလည်းဖြစ်ဖြစ်ထွေးကဆင်အောင်ကပရိသတ်တယောက်ကစုငွေ9000ပေးပြီးတော့အတင်းပြုံး ံးပြခိုင်းနာကိုလည်းအပြုံးမပြတ်ပဲလာရောပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်ပြည်သက်တွေနဲ့ဆက်ဆံရေးမှာတော့ဖြည်းဖြည်းထွေးကအထာလဲနဲ့တလို့အကင်းလဲပါပြီးအခုထိနမဲကြီးနေစေပဲဖြစ်ပါတယ်။ဘသူကိုမဆိုပြုံးပြုံးလေးပဲဆက်ဆံတက်တဲ့ဖြည်းဖြည်းထွေးရဲ့စိတ်ထားလေးကိုပြည်သက်ကြီးရောသဘောကျရင်လားဆိုတာပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။